ဒီနေ့မှာပင်စသီလဆိုတာကိုအင်္ဂလိပ်လိုတည်တံ့နားလည်အောင်ဆရာသင်ပေးဦးမှာပဲဖြစ်ပါရဲ့အဲ့တော့သူ့ရဲ့မိကွန်းလေးကိုကြည့်လိုက်အောင် what a pancha sila ဆရာတို့ကပင်စသီလလို့ထွက်တယ်ပေါ့နော်ပါဠိအလံတန်လို့ဆိုလို့ရှိရင်တော့အဲသူတို့ရဲ့အတန်တိုင်းဆိုလို့ရှိရင်တော့ pancha sila အဲ့လိုမျိုးတန်ထွက်တာကိုဆရာတို့ကတော့ပင်စသီလလို့ထွက်တယ်ပင်စဆိုတာ၅ခုပေါ့စီလဆိုတာသီလသီလ၅ခုကဘာကြီးလဲတဲ့အဲ့ဒါဆိုတော့ပြန်ရှင်းထားတယ် pancha sila ပင်စသီလဆိုတာလေ is ဆိုတာဖြစ်ပါရဲ့ the five precepts precepts ဆိုတာကကျင့်ဖို့လို့အဓိပ္ပာယ်ထက်တယ်။ဒါမှမဟုတ်သီလအကျင့်သီလအဲ့လိုအမျိုး precepts လို့ခေါ်တယ်။အဲ့ဒါလေးလည်းမှတ်ထားမယ်။ဒီ series ကိုသင်တဲ့ရွေးချက်ကဒီမှာရှိတဲ့ဝေါ်ဟာရတွေကိုဆရာရဲ့လမ်းနာတွေတိတက်နားလဲအောင်ရပြည့်တဲ့ခါကျရင်လက်တွေပေါ်မှာတုံးချနိုင်အောင်ရည်ရွယ်တယ်။အဲအကြောင်းအပြင်းအပြင်းကြည့်ရမျိုးမဟုတ်ဘဲနဲ့မှတ်သားပြီးတော့နေတိုင်းပြန်ပြီးလေ့ကျင့်ခြင်းအဖြစ် default vocabulary တွေကဆရာရဲ့လမ်းနာတွေအပိုင်းဖြစ်သွားမှာဖြစ်တယ်။အဲ5 precepts ပါလေ။အကျင့်ဖို့၅ခုတဲ့။ဒါမှမဟုတ်လဲလိုက်နာရမယ်။ ျင့်ဝတ်၅ခုဖြစ်တယ်။ဘာမှလဲဆိုရင် in Buddhism ဆက်ဗုဒ္ဓဘာသာမှာလိုက်နာမယ်ကျင့်ဝတ်၅ခုပဲဖြစ်တယ်တဲ့ that သူ့အရာတွေက guide guide ဆိုလမ်းညွှန်ပေးတယ်တဲ့ s ဘာလို့လမ်းညွှန်ပေးလဲ s တနုတ်တို့ကိုလမ်းလမ်းညွှန်ပေးတယ်တဲ့ to live ဆိုနေထိုင်ဖို့ kindly ကျင်နာဆိုနေထိုင်ဖို့ honestly ရိုးသားဆိုနေထိုင်ဖို့ respectfully အလေးစားခံထိုက်ဆိုနေထိုင်ဖို့အတွက်ဆရာတို့ကိုလမ်းညွှန်ပေးထားတဲ့ဆရာတို့လိုက်နာမယ်ကျင့်ဝတ်၅ခုပဲဖြစ်ပါတယ်တဲ့အဲ့ဒါဟာ ပင်စသီလပါပဲတဲ့ပြန်ပြောမယ်ပင်စသီလဆိုတာ the 5 precept ပါလေကျင့်ဝတ်၅ခုဖြစ်တယ်ဘာမှရှိတဲ့ကျင့်ဝတ်၅ခုလဲ in buddhism ဗုဒ္ဓဘာသာမှာရှိတဲ့ကျင့်ဝတ်၅ခုဘာဖြစ်တော့လဲ that ဆိုတာထိုအရာတွေက guidance ငါတို့ကိုလမ်းညွန်တော့ဒီကော related pronoun လို့ခေါ်တယ်ဒါပေမဲ့အဲ့ဒီဘိုင်းနဲ့ပတ်သက်ပြီးတော့ဆရာနောက် writing ဘိုင်းမှာဒီတွဲတင်တဲ့အခါမှာရှင်းပြသွားမယ်ဆရာတို့ကိုလမ်းညွန်တော့အဲဒီကျင့်ဝတ်၅ခုပဲဖြစ်တယ်ဘလို့လမ်းညွန်တဲ့ဟာမျိုးလဲဆိုရင် to live kindly ကျင်နာစွာ honestly yoda စွာ respectfully အလေးစားခံထိုက်စွာရှင်းတန်းနိုင်ဖို့အတွက်ဆရာတို့ကိုအဲလမ်းညွှန်ပေးနေတဲ့ငါးခုကျင့်ဝတ်ငါးခုပဲဖြစ်ပါတယ်အဲ့တော့သူကအသေးစိတ်နေပြီ so what are the five precepts ဒါဆိုရင်ခုနကပြောတဲ့တိလာငါးခုဆိုတာဘာကြီးလဲတဲ့ number 1 do not harm living being living being ဆိုတာကအသက်ရှိတဲ့တော်ဝါမှန်သမျှကို do not harm အန္တရာယ်မပြုရှင်တဲ့ဟိုဟိုပါဏာတိပါဒာဆိုပြီးတော့ဗုဒ္ဓဘာသာမှာပြောတဲ့အတ္တမတ္တဖူးပေါ့နော်အဲ့လိုမျိုးအန္တရာယ်မပြုရှင်တဲ့ number 2 do not take what is not given ပွားဆိုတာကဒီနေရာမှာဘာလဲလို့ဘာသာမပြောင်းရဘူးဒါစကားဆက်အနေနဲ့တော့ထားတာဒေါ်အရာလို့ထွက်တယ် not given မပြီးတော့အရာကိုတဲ့ do not take မယူနဲ့တဲ့နောက်က avoid sexual misconduct contact ဆိုတာဆောင်ရွက်မှုဆောင်ရွက်မှုရှင် miss ဆိုတာထည့်လိုက်လို့ရှင် miss ဒီလွဲချော်ရယ်ဆိုတာဒီဘက်ထွက်တယ်လွဲလွဲချော်ချော်ဆောင်ရွက်မှုဆိုတာလက်သက်မခံနိုင်တဲ့အပြုမှုမျိုးအဲ့နဲ့ပတ်သက်တာလည်းဆို sexual ဒီလိမ်မိုင်းဆိုင်ရာနဲ့ပတ်သက်လို့ရှိရင်လက်သက်မခံနိုင်တဲ့အပြုအမူမျိုးတွေကိုတဲ့ avoid ရှောင်ရှားဖို့အဲသုံးခုရှိပြီ။နောက် number do not lie lie ဆိုတာလိမ်ပြောတာ do not lie လိမ်မပြောဘူး number 5 avoid alcohol and drug alcohol အဇက်တွေနဲ့ drugs drugs ဆိုတာပါလဲဆိုရင်ဆေးဝါးတွေမူရစ်ဆေးဝါးတွေမူရစ်ဆေးတတ်တဲ့ဟာတွေကိုပြောချင်တာအဲ့လိုဟာမျိုးတွေ avoid ရှောင်ရှားဖို့တဲ့ meaning အသက်ကလေးတွေ ကြားနေရမှာလို့ညောလေးနဲ့ပြန်ပြောပြမယ် do not harm living being living being တက်ရှိတဲ့တရားတွေကို do not harm အန်ဒီမဖြစ်စေနဲ့တဲ့အဲ့ဒါဟာနံပါတ်၄လိုက်နာမယ်စီကံမယ်တဲ့1 3 7ပေါ့ do not take what is not given not giving မပေးသောအရာကို do not take မယူနဲ့မပေးတဲ့ဆိုတဲ့အရာကိုမတိအောင်မယူနဲ့အဲဆိုရင်ခိုးတာဖြစ်သွားနိုင်မယ် avoid sexual misconduct misconduct လက်သက်မခံနိုင်တဲ့အပြုအမူမျိုးဘာနဲ့ပတ်သက်တဲ့ဟာလဲ sexual နေမိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့လက်သက်မခံနိုင်တဲ့အပြုအမူမျိုးဆိုရင် avoid ရှောင်ရှားမယ် do not lie လိမ်မပြောနဲ့ avoid alcohol and drugs alcohol အရက်သေးစားနဲ့ drugs မူရစေတတ်တဲ့အရာမျိုးကို avoid ရှောင်ရှားမယ်ဒါဟာ five precept ပင်စတိလာပဲဖြစ်ပါတယ်တဲ့အဲ့တော့သူကထပ်မိထားပြီးဒါနောက်ဆုံးတစ်ခုသူကထပ်ပြောမိထားတယ်ပေါ့ what does avoid alcohol and drugs teach us that alcohol အရက်သေးစားနဲ့ drugs မူရစေတတ်တဲ့ဆေးဝါးတွေကို avoid ရှောင်ရှားခြင်းဟာဆိုရင် what ဘာကို as တနုတ်တို့ကို teach သင်ကြားပေးပါတယ်လေတဲ့ဆရာတို့ဘာကြီးသင်ပေးလဲအဲ့ဒါတွေကဘာကြီးသင်ပေးလဲဆိုရင် it နော်အာ has as ဖြစ်နေတယ်။အဒီမှာ help ဖြစ်ရမယ်။ okay အဲ့တော့ it has as ၎င်းကကုညီပေးတယ်ဘယ်ကကုညီပေးရလဲဒီအရက်သေးစာနဲ့မူရေးစေတတ်တဲ့ဟာကိုရှောင်ရှားခြင်းဟာကုညီပေးနိုင်တယ်ဘယ်လိုကုညီပေးနိုင်လဲဆိုရင် stay mindful တဲ့ mindful ဆိုတာတတိရှိရှိ stay နေထိုင်နိုင်ဖို့တဲ့နော်အရက်သေးစာပဲတောက်တော့မူရေးတဲ့ဟာပဲတောက်တော့တတိနည်းနည်းလွတ်သွားတယ်နော်ဒါတိတယ်အဲဒါဆိုရင်အရက်သေးစာရဲ့ဂုဏ်သတ္တိမှာတတိဒီအဲလွတ်သွားတယ်ကင်းလွတ်သွားတယ် ထိန်းချုပ်မှုတွေရော့ပါသွားရဲဆိုတာမျိုးဖြစ်စေတဲ့အတွက်ကြောင့်အဲ့ဒါကိုမလုပ်ဘူးဆိုရင်တော့ဆရာတို့ဘယ်လိုအကူအညီမျိုးတွေရလာမလဲဆိုရင်တတိတရားရှိရှိနေနေနိုင်မယ်လေတတိလွတ်မသွားဘူး in control of ourselves ourselves ကိုယ့်ကိုယ်ကိုလည်း in control of ထိန်းချုပ်ထားနိုင်မယ်တဲ့ in control ကိုယ့်ကိုယ်ထိန်းချုပ်ထားနိုင်တဲ့အနေအထားမှာရှိတယ်ကိုယ့်ခြေောက်နဲ့ချောင်းပေါ်ကိုယ့်ရဲ့ကိုယ်လုံးကတက်တက်ရက်နိုင်တယ်လဲမနေဘူးရိုင်းမနေတော့ဘူးအဲ့မျိုးပြောချင်တာကိုယ့်ကိုယ်ကိုထိန်းချုပ်ထားနိုင်တဲ့အနေအထားမှာရှိနေအောင်မယ်မလုပ်တယ်ဆိုရင်လည်းရှောင်မယ်ဆိုရင်ပြောရနော်မရှောင်ရင် mindful ဆိုပါတတိတရားလွတ်သွားမယ်ကိုယ့်ကိုယ်ထိန်းချုပ်နိုင်စမ်းကြောက်သွားမယ် အဲနောက်ဆုံးတစ်ခု making good decisions တဲ့ good decision ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေကို making ချနိုင်ပဲတဲ့အဲတော့ move နေတဲ့အချိန်မှာချတဲ့ဆုံးဖြတ်ချက်တွေကကောင်းမှာမဟုတ်ဘူးအဲတော့ကောင်းတဲ့ဆုံးဖြတ်ချက်တွေကိုဆိုတော့ move ပြီးတော့မချနဲ့ပြောချင်တာကဒီ alcohol နဲ့ drug တွေကိုရှောင်ရှားအဲ့ဒါဆိုရင်အချက်ကောင်းကျိုး၃ခုကလက်ငင်းရမယ့်ကောင်းကျိုး၃ခုနော်ဒီအတိတ်တွေတန်တရားတွေအနာဂတ်တွေခဏတာတာလောလောဆယ်မှာတတိရှိရှိနေနိုင်မယ်တဲ့ရှောင်လိုက်မယ်ဆိုရင် ခုခုကိုထိန်းချုပ်ထားနိုင်အောင်မယ်ပြီးရင် good decision ဆုံးဖြတ်ချက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကောင်းမွန်တဲ့ decision ဆုံးဖြတ်ချက်တွေကို make ချနိုင်ပါအောင်မယ်တဲ့ဒါဟာဒီကောင်းရဲ့ရှောင်းနိုင်တဲ့ကောင်းကျိုးတွေပဲပေါ့နော်ကြည့်တခြားဒီအပေါ်မှာချက်၄ချက်ထဲဟာဘယ်ဟာကိုရှောင်းရင်ဘာလို့ကောင်းယူရမယ်ဆိုတာကိုလည်းစာရဲ့လမ်းနာတွေကအင်္ဂလိပ်လိုရရင်ရေးကြည့်ကြပါအောင်နော်ဒီနေ့မှာတော့ဆရာတို့ကပင်စတိလာဆိုတာဘာလဲဆိုတာကိုသင်ပေးခဲ့ပြီဖြစ်ပါရဲ့နေတိုင်းစူးစမ်းလေ့ကျင့်မယ်ဆိုရင်စာရဲ့လမ်းနာတွေအတွက်အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်အသိဉာဏ်နဲ့ပဲပတ်သက်ပြီးဖြစ်ဖြစ်အချို့များပါပါအားလုံးပဲစူးစမ်းလေ့လာကြပါ fight တယ်မှာ Today we are going to study the next new Bali word, Sila. So what is Pancha Sila? It means the five precepts in Buddhism that guide us to live kindly, honestly, and respectfully. So what are the five precepts? Number one, do not harm living being. Number two, do not take what is not given. Number three, avoid sexual misconduct. Number four, do not lie. Number five, avoid alcohol and drugs. These are only simple rules to make us to live in a good life. The last question, what does avoid alcohol and drugs teach us? So it help us stay mindful and in control of ourselves, making good decisions. So if we avoid alcohol and drugs, our mind will be clear and we can make a better decision and we can have a better life.